မင်္ဂလာပါတတမမီတို့ရေဒီတခါတီတီမေပြောပြပေးမယ်ပုံမြင်လေးနမယ်ကတော့လူသားနဲ့စင်ဟိုးရှေရှေတုန်းကစင်နဲ့ချင်းသေးတို့ဟာမိတ်ဆွေဖွဲ့ပြီးတောထဲမှာ အတူနေထိုင်ကြတဲ့တနေ့မှာသူတို့နှစ်ကောင်ချောင်းထဲကို ရေတောက်စင်းလာမှလှေလော်လာတဲ့လူသားနှစ်ဦးကို တွေ့တတ်တဲ့ကွယ် ကိုစင်ချီရီကြည်ပါအောင်ဥကောင်းမဲ့တဲ့လူသားတွေညံကောင်းတဲ့ပုံကတော့အသက်မရှိရဲ့တလုံးကြီးဟိုတောင်စီးပြီးခိုင်းစားနေတာတွေ့ရလားဗျတွေ့ပါရဲ့ကိုချင်သေးရာသူတို့ကိုတဲ့ရဲ့ထဲမကြည့်ပါနဲ့မကတော့စိုးရင်နဲ့ကိုစင်ရာတို့ကိုလည်းညံစင်ပြီးခိုင်းစားမှာကိုကြောက်တယ်ကွာ ဒီလိုနဲ့ရေတောက်ပြီးလို့ပြန်တက်လာတော့တောဆက်လေတော့နာမှာလဲထွန်နေတဲ့ကြွယ်ကြီးတကောင်နဲ့တွေ့တတ်တဲ့ကွယ်တွေ့လားကိုစင်ကိုကြွယ်ကြီးဟိုလေဥကောင်းမဲ့တဲ့လူတွေကနှာခေါင်းမှာကျိုးတက်ပြီးခိုင်းစားနေပြန်ပြီမကြောက်ပါနဲ့ကိုချင်းတေးရလူကောင်းမဲ့ရဲ့ဥကောင်းဟာမအခြေတုံလောက်တောင် မကြီးရဲ့ဟာမာတော့မကြောက်ဘူးခေအဲ့တလို့ဆိုတတ်တယ်ကိုစင်ကြီးရေ ဒီလူဦးကောင်းမယ်ရီဟာဒူရီထက်ခနာကုန်နေပေမဲ့ဂရိတောဆန်ကျင်နိုင်တဲ့အသိပညာဉာဏ်ပညာပိုကြီးရဲ့သူတွေဖြစ်ကြတယ်။သူတို့နဲ့ဝေးတဲ့ဟိမဝန္တာတော်ဘူးပြောင်းချဆို။မကတော့မကြောက်ဘူးဟိမင်းကြောက်ရလေပြေးပေါ်ကိုချင်သေးရ။မကတော့မနေရဘူးပြောင်းတော့မယ်။မင်းလေတတိထားပြီးနေရပါ။ဒီလူနဲ့တနေ့မှာ လူသားတွေဟာစင်ကြီးကို ကျိုးရည်နဲ့ဖမ်းပြီးရောက်ကိုခေါ်သွားတဲ့တဲ့ပြီးတော့ရင်ပါအောင်တင် जा ပေးလို့အိမ်မွေးတရိတ်ဆန်ဖြစ်သွားခဲ့တာပေါ့တိုင်းခမ်းဒီရှမ်းတွေဟာစင်တွေကိုလဲရထွန်ရက်ချင်းတစ်ထုတ်လုတ်ချင်းပကတ်စင်၍ကုန်ပစ္စည်းများတယ်ဆောင်ခြင်းစတဲ့လူသားအကျိုးပြုလုပ်ငန်းတွေမှာအတုံးဝင်တဲ့အိမ်မွေးတရိတ်ဆန်တကောင်ဖြစ်အောင်မွေးမြူလေ့ကျင့်ပေးခဲ့ကြပါတယ် ပုံမြင်လေးရတော့ဒီလောက်ပါပဲကွယ်။တာတာမီမီတို့ကြိုက်နှစ်သက်ကြမယ်လို့တတိယမျှော်လင့်ပါတယ်။အားလုံးတတား